Hello Svk ကနေပြောကြည့်စပါရယ်ကျမကရောဒီချဲဝေးပါအခုကျမတို့ဒီဗီဒီယိုလေးမှာဝေမျှပေးခြင်းတဲ့အကြောင်းအရာကတော့အခုဖေဖေမေအနေနဲ့เนาะတာသမီတွေကိုဘယ်လိုမျိုးယုံကြည်မှုတိစောက်မလဲဆိုတဲ့အကြောင်းအရာလေးပါ ဲ့ဖေမေကနေပြီးတီချာတို့ကိုလာပြီးတော့မချကနာပြောလေးရှိတယ်။တီချာရေတသားကတော့ပြောလို့မရဘူး။တီချာရေသမီးလေးကတော့ဘယ်လိုမျိုးစကားတွေနားမထောင်ဘူးမနာခံဘူးစသဖြင့်ပေါ့နော်။လာပြောလေးရှိကြတယ်။အဲ့ဒီအခါမှာမိဘရေအနေနဲ့ကလေးတွေအပြန်အလှန်အပေးယူမျှမာတာယုံကြည်မှုတည်ဆောက်လို့ရမှာပါ။ဟောအများကြီးကိစ္စရက်တိုင်းမှာတော့အပေးယူလုပ်နေဖို့ကတော့အဆင်မပြေပါဘူး။တချို့ကိစ္စရက်တွေမှာဆိုရင်တော့ကျမတို့ကအကျိုးအကြောင်းစီလျော်ရှင်းပြပေးဖို့လိုအပ်ပါတယ်။ဒါမှသာလဲသူတို့ကဒီလိုမျိုးလုပ်ရက်တွေမှာဘယ်လိုမျိုး ားတင်နေဆိုတဲ့အကြောင်းအရာကိုသူကနားလည်မှာပေါ့နော်အဲ့တော့ဥမာဆိုရင်တို့တို့နဲ့ဂရုပေးထားတဲ့အကြောင်းအရာတွေတာတာလေးရတော့ဒီနေ့စာသင်ခန်းထဲမှာစာတွေကိုလိုက်လုပ်မယ်ဆိုရင်ကစားကွင်းကိုလိုက်ပို့ပေးမယ်အိမ်စာပြီးရင်တော့မုတ်စားရမယ်စသဖြင့်အကြောင်းအရာတွေမှာဆိုရင်တော့တို့တို့နဲ့အပေးယူလုပ်ပေးလို့ရပါတယ်အဲ့လိုမျိုးအပေးယူလုပ်ထားတဲ့ပုံမှာလည်းဖေဖေမေတို့နေကနေပေါ့ဒီတီအောင်လုပ်ပေးဖို့လိုအပ်ပါတယ်ဒါမှသာလဲတို့တို့နဲ့ယုံကြည်မှုတည်ဆောက်လို့ရမှာပါအဲ့တချို့အကြောင်းအရာတွေဆိုရင်လည်းဥမာနေမကောင်းလို့စိတ်တောက်ရရယ်စသဖြင့်အကြောင်းအရာတွေဆိုရင်လည်းဒါဟာတောက်ကိုတောက်ရမ မယ်။ဒါဆိုရင်တော့တို့ကိုအကျိုးအကြောင်းရှင်းပြပေးဖို့လိုအပ်ပါတယ်။ပြီးတဲ့အခါမှာဖေဖေမေယုံအနေနဲ့ကဒီလိုမျိုးကိုအစလေးကမလုံနိုင်တဲ့အကြောင်းအရာတွေဆိုရင်လည်းကလေးတွေကိုတေချာရှင်းပြပေးဖို့လိုအပ်ပါတယ်။ပြီးတဲ့အခါမှာတို့အနေကိုမလုံနိုင်ဘူးဆိုရင်လည်းအခုဒီလိုအကြောင်းအရာတွေကိုမလုပ်ပေးဘူးဆိုတဲ့အကြောင်းကိုလည်းကလေးတွေကိုရှင်းပြထားဖို့လိုအပ်ပါတယ်။သမားတားလဲကလေးကဒီအခက်အခဲတွေကိုလက်တွေ့ကြကြလှုပ်ဆောင်ပြီးတော့အပေးယူလုပ်ပြီးတော့မိဘရင်နဲ့ယုံကြည်မှုတည်ဆောက်လို့ရမှာပါရှင်။ကျေးဇူးတင်ပါတယ်ရှင်။